မင်္ဂလာပါပီထာလီကျိုင်းလေရိုးရိုးလေးပဲဖြစ်တဲ့မိဘဘောကျေကျူးတည်တဲ့စိတ်ကကိုဘောကိုဘလောက်တောင် ပြောင်းလဲထားစေနိုင်လဲဆိုတာစဉ်းစားမိကြပါသလားဒီနေ့တော့လေအဲ့ဒီလိုအစွမ်းထက်တဲ့စိတ်ထားကနေရလာနိုင်တဲ့တကယ်ကိုနည်းနည်းရှိုင်းရှိုင်းအချိုးကျေကျူး၅မျိုးကြောင့်ပြပေးချင်ပါတယ်ဒီစကားကတကယ်ကိုအတိပဲရှိတယ်နော်ကျေကျူးတည်တဲ့ဆိုတာကဟောတခါလီလောက်လိုက်တဲ့အလုပ်တစ်ခုမဟုတ်ဘူးပေါ့အမှန်တော့လေဒါကကျွန်တော်တို့လောကကြီးကိုဘလို့မြင်လဲဆိုတဲ့ရှုထောင့်တစ်ခုနေတိုင်းဖို့ပုံစံတစ်ခုပဲဆိုတော့ဒီလိုစိတ်ထားလေးကိုမွေးလိုက်တာ ਨੇ နေ့စဉ်ကြုံတွေ့နေရတဲ့အရာတွေလူတွေနဲ့ဆက်ဆံရေးတွေဘလောက်တောင်ပြောင်းလဲသွားနိုင်မလဲဆိုတော့ကြီးလိုက်ကြရအောင်အဲ့ဒီတော့ဒီခြေစူးတည်တက်တဲ့စိတ်ကနေပြီးတော့အဓိကကောင်းချီးမင်္ဂလာ၅မျိုးဖြစ်လာတယ်လို့ဆိုပါတယ်ဒါတွေကလေဘဝရဲ့နေရာအနှံ့ကိုရိုက်ခတ်သွားတဲ့အကျိုးဆက်တွေပေါ့ဟုတ်ပါတယ်အားလုံးပေါင်းငါခုပါလာတခုချင်းစီကိုအသေးစိတ်ကြည့်ကြမယ်ကဲဒီမှာတော့အခုပြောရမယ့်အချိုးကျစု၅ချက်တို့တခါတည်းမြင်အောင်ပြထားပါတယ် ဒါအတွင်စိတ်ငြိမ်းချမ်းတာအနေစပြုပြီးဆုံးတဲ့ဘွားတစ်ခုစီကိုတွားတဲ့ခီးတစ်ခုလိုပါပဲဟုတ်ပြီပထမဆုံးအချက်နဲ့ဆက်လိုက်ကြအောင်နော်ပထမဆုံးကောင်းချီးကတော့စိတ်ငြိမ်းချမ်းမှုပါပဲဆိုရတာကလေမိဘကိုယုံတည်လေးစားတဲ့အခါကိုလို့ရမယ့်တောင်းဝင်ကြည်လေးလို့ခံစားရတယ်အဲ့ဒီအခါအတွင်စိတ်ထဲမှာတကယ့်ကိုငြိမ်သက်နေတာမျိုးပေါ့အပြစ်တင်စိတ်တို့နောင်တတို့လိုဝန်ထွက်ဝန်ပိုးတွေမရှိတော့ပဲကြီးကြီးလေးလေးနဲ့နေထိုင်ရတယ်လို့မျိုးပါ ဒုတိယတစ်ခုကဘဝမှာအောင်မြင်မှုရတာပါဒါကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်မိဘကိုချစ်တဲ့စိတ်ကစိတ်သက်ကြံ့ခိုင်မှုကိုတိဆောက်ပေးတယ်လေအဲ့လိုခိုင်မာတဲ့အခြေခံအုံမြင်ရှိနေတော့ဘဝမှာဘလောက်ကြီးတဲ့အခက်ခဲတွေစိန်ခေါ်မှုတွေပဲလာလာရင်ဆိုင်ကျော်လာနိုင်တဲ့ခွန်အားရလာစေတာပေါ့อืมဒီစကားလေးကအဲ့ဒီအချက်ကိုတိတ်လာတာပဲကျေးဇူးတိတ်သက်စိတ်ဆိုတာလမ်းပြပေးနေတဲ့လမ်းညွန့်တရားနဲ့တွေ့ရတဲ့ ဘာလို့လို့ဘာကန်ရမှန်းမသိမတိမချာဖြစ်နေတဲ့ချိန်တွေမှာရှစ်ဆက်ရမဲ့လမ်းကိုရှင်းရှင်းလင်းလင်းမင်လာအောင်ကူညီပေးတဲ့ကိုပိုင်လမ်းပြကျယ်လီတလုံးရှိနေတယ်လို့မျိုးပေါ့တတိယအကောင့်ကြီးကတော့အပြည့်အနာစာတွေနဲလာတာပါဒါတွေစဉ်းစားစရာပဲယေရှုတစ်တတ်တဲ့စိတ်ကိုတကယ်လက်ကင်ထားတဲ့အခါကျတော့လေမနာလိုတာတော့မုံတီးတာတော့အစိုးမြင်စိတ်တွေတစ်ဖြည်းဖြည်းနဲ့ပျောက်သွားတတ်ပါတယ်ဘာလို့လဲဆိုတော့ကို့မှာရှိတာလေးတွေကိုတံပိုးထားတတ်လာတော့အဲ့ဒီလိုအပြည့်စိတ်တွေအတွက်နေရာမရှိတော့ဘူးပေါ့ အဲ့ဒါကအခုရဲ့အစာရီတာကိုလည်းပို့ပြီးတန့်စင်စေရယ်။နံပါတ်၄အကျိုးကျေးဇူးကတော့မေတ္တာပြန်ရတာပါပဲ။ဒါကတိတ်လှတဲ့တန်တရားလည်းမှုတကူနော်။ကိုကမိဘကိုပေးတဲ့မေတ္တာနဲ့ဂရုစိုက်မှုတွေကကိုယ့်ပတ်ဝန်းကျင်ကိုလည်းလွှမ်းမိုးသွားပြီးတော့တခြားလူတွေစီကလည်းအဲ့လိုချစ်ချင်းမေတ္တာမျိုးကိုပဲပြန်ပြီးဆွဲဆောင်စေတယ်တဲ့။ကိုပေးတဲ့အရာကကိုယ့်စီကိုတနည်းမဟုတ်တနည်းပြန်ရောက်လာတတ်တယ်ဆိုတဲ့သဘောတရားမျိုးပေါ့။နောက်ဆုံးတစ်ခုကတော့အခုနကပြောခဲ့တဲ့ကောင်းကြီးဒီအလုံးပေါင်းလိုက်တဲ့အခါရလာတဲ့အဆုံးစုံရလက်ပေါ့ ဲ့ဒါကဘာလဲဆိုတော့အတီးပဲရှိတဲ့ဘွားတကူကိုပိုင်ဆိုင်ရတာပါပဲဒါကတက်တောင့်တက်တာနေုံလေးကိုပြောတာမဟုတ်ဘူးနော်နေရတိုင်းမှာအလားတရားကိုရှာတွေ့တာကိုဘွားရဲ့ရည်ရွယ်ချက်ကိုနားလည်ပြီးတော့တကယ့်ကိုအတွင်းစိတ်ထက်ကကျဉ်းနှံ့မှုအပြည့်နဲ့ရှင်းတတ်နေထိုင်ရတာကိုဆိုလိုတာပါကဲဒီချိုကေစုဒီအလုံးကိုခြုံပြီးပန်ကြီးလိုက်ရင်အရေးကြီးတဲ့အချက်တကူကိုတွေ့ရပါလိမ့်မယ်အဲ့ဒါကဘာလဲဆိုတော့ဒါဒီကတခါရောက်ပြီးရင်ပြီးသွားတဲ့ဘန်းတိုက်တွေမဟုတ်ဘူးဆိုတာပါပဲတကယ်တော့ဒါက နေ့စဉ်နဲ့များ short လဲနေရတဲ့လာပါတဲ့ခီးတခုနေတိုင်းပြုစုပြိုးထောင်ရမယ့်အလေအကျင့်တခုဖြစ်ပါတယ်ဆိုတော့အထက်ကပြုတ်ချင်တဲ့အချက်ကဒါပါပဲမိဘအပေါ်ကျေစုတည်တက်တဲ့စိတ်ဟာမနေ့တိုင်းမှာကျွန်တော်တို့ကိုလက်မှန်ပေါ်ရောက်အောင်ပို့ပေးနေတဲ့လမ်းညွန်တခုနဲ့တူနေတယ်ကောကိုယ့်ရဲ့ဒီနေ့တာကိုအကောင်းမြင်စေနဲ့ရည်ရွယ်ချက်ရှိရှိနဲ့လှလပပစတင်နိုင်ဖို့အတွက်တကယ်ကိုအစွမ်းထက်တဲ့နည်းလမ်းတခုပါပဲ အဆုံးသတ်အနေနဲ့ဒီမိကုံးလေးတစ်ခုတော့အမိခဲ့ကြပါတယ်ကိုယ့်ရဲ့ဘဝမှာကောဒီလိုစိတ်ငင်းချမ်းမှုတွေအောင်မြင်မှုတွေကိုလက်တွေ့ချက်ကြောင့်ဘယ်လိုများတိလျှောက်ယူနိုင်မလဲအဖေကတော့လေတောင်းနဲ့တယောက်တော့တူမမဟုတ်ပါဘူးကိုစီကိုစီရဲ့ကျေးဇူးတည်တတ်ခြင်းခီးလမ်းပေါ်မှာပဲမူတည်နေမှာပါဒီအကြောင်းလေးကိုဆက်ပြီးစဉ်းစားကြည့်ဖို့တိုက်တွန်းရင်လည်းပဲဒီတင်ဆက်မှုကိုအဆုံးသတ်လိုက်ပါစေ